ရှင်မသက်ခရင်ကျန်ခန်းကြီးနှစ်အငယ်ဆက်တဲ့အိမ်တို့ဝေလီတော်မေရောမာရီနဲ့တကွသူငယ်တော်ကိုတွေ့မြင်ရင်ပြတ်ဝုတ်ကိုကိုွယ်၍မိမိတို့ဘန္နာဥစ္စာတို့ကိုဖွင့်ပြီးမှလောဘန်နှင့်မှုရန်ဒီဟူသောနတ်သားမျိုးကို၎င်းရွှေကို၎င်းစက္ကပ်ပူဇော်ကြ၏အရှိပြီမှပညာရှိတွေဟာကျေရဲ့ခေါ်ဆောင်ရာကို လိုက်ပါပြီးတော့မေရှိယအရှင်သခင်ကိုဖူးမြင်ဖို့လာကြပါတယ်တခင်ယေရှုကိုတွေ့တဲ့အခါမှာ သူတို့ဟာသူတို့ရဲ့ပညာတွေယာတို့တွေကိုမိနှိမ့်ချပြီးတော့တခင်ဖျားကိုပြောက်ဖို့ကိုးကွယ်ကြပါတယ်။သူငယ်တော်ကိုပြောက်ဖို့ကိုးကွယ်ကြပါတယ်။ပြီးတဲ့အခါမှာသူတို့မှာပါလာတဲ့တန်ဖိုးကြီးတဲ့ရွှေလောပန်မှုရန်ဒီဟူသော လက်ဆောင်၃မျိုးကိုပြီးခဲ့ပါတယ်။ခရစ်စမတ်ကာလရောက်တိုင်းဒီဖြစ်ပျက်ကိုကျွန်တော်တို့ပြန်လည်ကြားရအောင်မြင်အောင်နေကြပါတယ်။ဒီနေ့မှာတော့ တခင်ယေရှုကိုလက်ဆောင်ပေးသွားတဲ့ရွှေလောဘမှုရန်တို့ဟာဘယ်လိုပစ္စည်းတွေလဲဘယ်လိုအတိတ်ပဲလေးနက်မှုတွေရှိတယ်လဲဆိုတော့ကိုပြန်လဲစဉ်းစားဆင်ခြင်ရင်းနဲ့ခရစ်မတ်ကိုကြော်ဖြတ်ဖို့အတွက်ဖြစ်ပါတယ်ပထမဆုံးရွှေရွှေဆိုတာအဲ့ဒီခေတ်အဲ့ဒီခါတုန်းကဆိုင်မှာသွားပြီးတော့ရတဲ့လောက်လိုချင်တဲ့လောက်အလွယ်တကူဝယ်လို့ရတဲ့အရာမျိုးမဟုတ်ပါဘူးရွှေဟာအလွန်တန်ဖိုးကြီးတယ်ဘယင်းတွေအသုံးပြုတဲ့ပစ္စည်းဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ် သခင်ယေရှုကိုရွှေလက်ဆောင်ပေးခြင်းဟာသခင်ယေရှုသည်ဘယင်တကာတို့ရဲ့ဘယင်အရှင်တကာတို့ရဲ့အရှင်ဖြစ်တယ်ဆိုတာကိုဖော်ပြခြင်းဖြစ်ပါတယ်။ရှင်လုကာအခန်းကြီး1အငယ်32မှာလည်းဘာဖော်ပြတာလဲဆိုရင်ထိုသားဒီကကြီးမြတ်တော်သူဖြစ်လိမ့်မည်။အမြင့်ဆုံးသောဖခင်ဤသားတော်ကိုခေါ်ဝတ်သမုတ်ခြင်းကိုခံရလိမ့်မည်။သူ့ဖတာဝိယာဇပလင်ကိုသာရရှင်ဖခင်သခင်သည်သူ့အားပေးတော်မူမည်ဆိုပြီးတော့ဖော်ပြထားတာကိုကျွန်တော်တို့တွေ့ရပါတယ်။သခင်ယေရှုသည် ဘရင်ဖြစ်တယ်။သို့တော်ညာလဲလောကီနိုင်ငံကိုတည်ထောင်မဲ့ဘရင်မြို့ဘူး။မြစ်တာနိုင်ငံ၊ခြာဝရမြစ်တာနိုင်ငံနော်ကျွန်တော်တို့ဒီဆောက်မဲ့ဘရင်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့နားလည်ရပါတယ်။အဲ့တော့ကျွန်တော်တို့ဒီဘရင်ဆိုတဲ့အရာကိုသိတယ်လို့တစ်ဖက်မှာလဲကျွန်တော်တို့ဒီရွှေဟာနော်ကျွန်တော်တို့ဖျားနဲ့ဆိုင်နဲ့ပစ္စည်းတွေမှာသုံးတယ်ဆိုတော့ကျွန်တော်တို့တွေ့ရပါတယ်။ဒါနည်းပြောရင်တော့ထွက်မြောက်အကြံခန်းကြီး25ငွေ10ကနေဆက်ခုံဖတ်ကြည့်ရင် ်ဘုရားသခင်ကဗရိညင်တက်တာကိုရွှေနဲ့မိုးမှန်ခိုင်းတယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်တော့ဒါကြောင့်မလို့ဒီရွှေဟာဘယင်ဖြစ်ခြင်းကိုကိုစားပြုတယ်လို့တခင်ယေရှုရဲ့ဘုရားဇာတိကိုလည်းကိုစားပြုတယ်ဆိုတော့ကျွန်တော်တို့တွေ့ရပါတယ်ခုနကျမ်းစာမှာလည်းဖော်ပြသလိုအမြင့်ဆုံးသောဘုရားဤသားတော်ဘောတမုတ်ချင်းကိုခံရမယ်။ဒါကြောင့်မလို့တခင်ရှုကဘယင်ဖြစ်တယ်။ဘယင်တကာရဲ့ ဘရင်အရှင်ငါတို့ရဲ့အရှင်ဖရာရဲ့သားဖြစ်တယ်ဖရာဖြစ်တယ်ဆိုတော့ဖရာဖြစ်ခြင်းကို အုပ်ဆိုခြင်းအာနာဆက်ရှိခြင်းကိုဒီရွှေကကိုစားပြုပါတယ်နောက်တစ်ခုကတော့လောဘံဖြစ်တယ်လောဘံဆိုတော့လောဘံဟာဘယ်လိုပစ္စည်းမျိုးလဲအပင်ကနေပြီးတော့ထွက်တဲ့သစ်ဆေးမျိုးဖြစ်ပါငေါ်ဒီသစ်ဆေးဟာကျွန်တော်တို့ဒီအမွေးတိုင်းနေကျွန်တော်ရေမွေးတွေနတ်သစီတွေထုတ်လုပ်တဲ့နေရာမှာသုံးပါတယ်အလွန်မှမွေးကြိုင်ပါတယ် ဆိုတော့ကျွန်တော်ကျမ်းစာမှာကြည့်တဲ့အခါမှာဒီလောဘန်ဟာထွက်မြောက်ရာကျမ်းဝိပုယျာကျမ်းတောလေယာကျမ်းရှောလမုန်သခြင်းဟေရှာယအနာဂတ်ကျမ်းယေရမိရှင်မသဲနဲ့ဓာရီကျမ်းတွေမှာကျွန်တော်ဒီလောဘန်ကိုတွေ့ရတယ်အထူးသဖြင့်တော့လောဘန်ဟာဘယ်နေရာမှာသုံးသလဲဆိုရင်ဖျားကိုနတ်တာပေါင်းမိရှုပ်ပူဇော်တဲ့အခါပေါ့နော်မွေးကြိုင်သောပူဇော်တကပူဇော်တဲ့အခါမှာဒီလောဘန်ကိုမိရှုပ်ပြီးတော့ပူဇော်ကြတယ်ဆိုတော့ကျွန်တော်တွေ့ရဆိုတော့ကျွန်တော်ဝိပုယျာကျမ်းခန်းကြီး1အငယ်1ကနေ1မှာတော့ ထာဝရဘုရားဘောဇင်ပူဇော်စကားကိုပြုလို့လင်မုံညက်ကိုဆက်ရမည်မုံညက်ပေါ်မှာစီကိုလောင်း၍လောဘန်ကိုထက်ပြီးမှအာရုံဤသားယေဘရဟိတံသို့ဆောင်ခဲ့၍ယေဘရဟိတ်သည်မုံညက်တလက်စွန်းစီချို့လောဘန်ရှိသည်များကိုယူ၍ထိုအတွက်တာကိုယစ်ပလင်ပေါ်မှာပူဇော်ရမည်ထာဝရဘုရားမိဖြင့်ဆက်ကပ်၍မွေးကြိုင်သောပူဇော်စကားဖြစ်သည်လို့ဖော်ပြထားပါတယ်အဲတော့လောဘန်ဟာသူ့ကိုလောင်ကျွမ်းသွားရင်အမွေးနဲ့သာထွက်တယ်ဒီဟာဟာဘုရားကိုကျင့်တဲ့စီတဲ့အရာဖြစ်တယ်လို့ ဝိပုက္ခွယ်ခြင်းမှာတို့ယူဆကြပါတယ်နော်အဲ့တော့ကျွန်တော်တို့ဒီဟာကဒီလောဘန်ကိုမိရှို့တာလေလူတိုင်းရှို့လို့မရပါဘူးအာရုံရဲ့တာယေဘရဟိတန်တို့ယူဆောင်လာပြီးတော့ရှို့ရမယ်လို့ပြောပါတယ်တခင်ရှုကမိရှို့ရကဲတော့ကိုကိုကိုလောင်ကျွမ်းခံပြီးတော့ဖခင်ကိုဂျေနက်စီမဲ့သူဖြစ်တယ်ဆိုတော့ကိုဒီလောဘန်ကပေါ်ပြနေပါတယ်ထို့သူပဲဒီလောဘန်ကိုမိရှို့ရတာဟာယေဘရဟိတ်ဖြစ်ပါတယ်ဖခင်နဲ့လူသားကိုဆက်သွယ်ပေးရတယ် အဲ့တော့တခင်ယေရှုဟာလေယေဘရဟိမင်းကြီးဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ကျမ်းစာမှာဖော်ပြပြီးဖြစ်ပါတယ်။ဒါကြောင့်မလို့ဖျားသခင်နဲ့လူသားကိုဆက်တွယ်ပြီးတဲ့လန်ခီသမားတရားအသက်ဟာတခင်ရှုဖြစ်တယ်။ဒီရာကိုဒီလောဘန်ဆိုတဲ့ပစ္စည်းလေးကနေဖော်ပြပါတယ်။နောက်ပစ္စည်းတစ်ခုကတော့ဗာလဲဆိုရင်မူရန်ဖြစ်ပါတယ်။မူရန်ကလည်းလောဘန်လိုပဲအမွေးချိုင်အမွေးနဲ့သာစီတစ်မျိုးဖြစ်ပါတယ်။တစ္စည်းအပေတစ်မျိုးကနေရတဲ့ထုတ်လုပ်တဲ့အရာဖြစ်တယ်။ ဟောဘက်တီးရီးယားပိုးမွားတွေကပ်ပါးကောင်တွေကိုတည်စီတယ်လို့သိရပါတယ်။ဟောယောဂပိုးမွားတွေကိုတည်စီတယ်။တစ်ဖက်မှာလည်းကျွန်တော်တို့ဒီနာကျင်ရောင်ရမ်းခြင်းကိုတတ်တာစီတယ်။အေးပြားပိုးမဲ့ခြင်းဒဏ်ရာတွေအတွက်လည်းဆေးပြစ်သုံးတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရပါတယ်။ဆိုတော့ဒီမူရန်ကိုဘာကြောင့်လက်ဆောင်ပြီးလဲ။ကျွန်တော်မူရန်ကိုကျွန်တော်တမန်ကျမ်းစာမှာကြည့်တဲ့အခါမှာကဘာဦးကျမ်းစာတွေကယောသက်ကိုသူ့အကိုတွေရောင်းစားလိုက်တဲ့အိရှမေလခုံတွေတွေဟာ မူရန်ဈေးတွေကိုအဂုရုပီကိုသွားရောင်းကြတာဖြစ်ပါမူရန်ဈေးတွေကိုတည်သွားတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ထွန်းမြောက်အကြံခိုင်း30အငယ်22ကနေ30မှာလဲဘာတွေ့ရလဲဆိုရင်ဖျားကနေပြီးမောရှိကိုတန့်ရှင်းသောနန္ဒာစီကိုပေါ်ဆက်ခိုင်းပါတယ်အဲ့လိုပေါ်ဆက်ခိုင်းတဲ့အခါမှာကျွန်တော်တို့မောရှိကိုစင်ကြယ်သောမူရန်ဈေးအကြက်900ထဲ့ဖို့ပြောတယ်ဆိုတော့ကျွန်တော်တွေ့ရပါအဲ့တော့ဒီနန္ဒာစီကဘာလုပ်တာလဲပရိသတ်စီဝေးရတဲတော်မှာရှိတဲ့ အဲဒီပရိညင်တတာကတော့စပွဲနဲ့စပွဲတစားတွေမိခုံတစားတွေနတ်သားပေါင်းမိရှုကပလင်တွေစသည်ဖြစ်ပေါ့နော်ကျွန်တော်တို့ဒီတဲတော်ထဲမှာရှိတဲ့ပစ္စည်းတွေကိုတန့်ရှင်းစင်ကြယ်စေဖို့တန့်စင်စေဖို့အတွက်သုံးဖို့အတွက်နတ်သားစီကိုဖော်ဆက်ခိုင်းတာဖြစ်တယ်တုတ်လင်းခိုင်းတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့တွေ့ရပါတယ်ထို့တူပဲကျွန်တော်တို့အထူးအရေးကြီးတာကတော့ဒီမူရန်ဟာကျွန်တော်တို့တခင်ရှုရဲ့အသေးခံခြင်းနဲ့ညှင်းဆဲခံရခြင်းကိုကိုးစားပြုတယ်ဆိုတာကျွန်တော်တို့ကျမ်းစာမှာတွေ့ရပါတယ် တကယ်ယေရှုကားတိုင်းပေါ်မှာဝေဒနာတွေကိုခံစားနေရတဲ့ချိန်မှာမူရန်နဲ့ရောသောစပြက်ရည်ကိုတောက်ဖို့အတွက်လာပေးတယ်။တခင်ရှုကမခံယူပါဘူးမတောက်ပါဘူး။ထို့တူပဲကျွန်တော်တို့ရှင်ယောဟန်အခန်းကြီး၁၉အငယ်38ကနေ40ထိဖတ်ကြည့်လို့ရှိရင်အရိမတ်သဲမျိုးသားယောသတ်နဲ့ကျွန်တော်နီကောနေတို့တခင်ယေရှုရဲ့အလောင်းတော်ကိုတကြိုဖို့အတွက်ပြင်ဆင်တဲ့အခါမှာကျွန်တော်နီကောနေဟာအခွက်30လောက်ရှိသော မှုရန်နဲ့အကျော်ယောနောသောနတ်တာပေါင်းကိုဆောင်းလာတယ်လို့ကျွန်တော်တို့ကျမ်းစာမှာတွေ့ရပါတယ်။ပြီးတဲ့အခါမှာကျွန်တော်ယေရှုရဲ့အလောင်းတော်ကိုယူပြီးတော့ယူဒလူတို့ရဲ့တကြိုချင်းနဲ့ဆိုင်သောပြင်ဆင်ခြင်းထုံးစံရှိတဲ့အတိုင်းနတ်တာမျိုးနဲ့တကွပိတ်ပဆိုးနဲ့အလောင်းတော်ကိုပတ်ရက်တယ်။ဒီမှုရန်ဟာသူငယ်တော်ကိုပေးတဲ့မှုရန်ဟာတစ်ချိန်ကျရင်ဒီသူငယ်တော်ဟာလူသားတွေရဲ့အပြစ်အတွက်ကိုစားအသေးခံပြီးတင်ញိုင်းတွင်းမှာဒီမှုရန်နဲ့လင်းကြံပြီးတော့မြုပ်နှံခြင်းခံရမယ်ဆိုတဲ့အရာကို ဂျိုတင်ဖော်ပြတဲ့ကဲဆိုဖြစ်နေတယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်ဒါကြောင့်မလို့မှုရန်ကိုကျွန်တော်တွေ့တိုင်းတွေ့တိုင်းမှာသခင်ယေရှုရဲ့နာကျင်ဝေဒနာခံစားရခြင်းသခင်ယေရှုရဲ့ကိုးစားအသိခံခြင်းသခင်ယေရှုရဲ့ကျွန်တော်တို့အပြစ်တွေအတွက် မြုံနှံခြင်းကိုတရိယာမှာဖြစ်တယ်လို့တခင်ရှုရဲ့ရှင်မြန်ထမြောက်ခြင်းကိုလည်းတစ်ဆက်တည်းမှာတရိယာမှာဖြစ်ပါတယ်။တခင်ရှုကအဲ့လိုမြုံနှံပြီးတော့အဲ့ဒီဒင်းကျိုင်းတွေမှာပဲပြီးဆုံးသွားတဲ့ဖရာမဟုတ်ပါဘူး။သုံးရမြောက်နေ့မှာခန္ဓာနဲ့တကွရှင်မြန်ထမြောက်ပြီးသာဝရတက်ကိုပြီးပိုင်တော့အရှင်ဖြစ်တယ်ဆိုတာကိုဒီမူရန်ကပြတိပေးနေပါတယ်။ရွှေလောဘန်မူရန်ဒီလက်ဆောင်တစ်ခုစီတိုင်းမှာတခင်ယေရှုကိုဖော်ပြတော့လေးနဲ့တော့အတိတ်ပဲတွေနဲ့ပြေဝနေပါတယ်။ရွှေ တခင်ယေရှုကအုပ်ဆိုးခြင်းအာဏာဆက်ရှိတော်ဖရာဖြစ်တယ်။ဘယင်တကာတို့ရဲ့ဘယင်အရှင်တကာတို့ရဲ့အရှင်ဖြစ်တယ်။သင်ရဲ့ဘဝအတွက်ကိုသူ့ကိုအရှင်သခင်ဖြစ်ရင်လက်ခံပြီလားဆိုတော့ပြန်လည်စဉ်းစားဆင်ခြင်ဖို့ဖြစ်ပါတယ်။လောဘံဒီလောဘံဆိုတဲ့နန့်တာကိုကျွန်တော်တို့မြင်တိုင်းတခင်ယေရှုသည်ကျွန်တော်တို့ရဲ့အပြစ်တွေအတွက်သူ့ကိုသူလောင်ကျွမ်းခံပြီးတော့ဖရာကိုခြေနဲ့ဆိုင်တော့အမွေးကြိုင်တော်ရစ်ဖြစ်တယ်။ ်သခင်ယေရှုသည်ကျွန်တော်တို့နဲ့ဖခင်သခင်ကြားမှာချိတ်ဆက်ပြီးတော့ယစ်ဘရဟိမင်းဖြစ်တယ်ဆိုတာကိုသင်လက်ခံနိုင်ပြီလားမူရန်လိုမျိုးပဲသခင်ရှုသည်ကျွန်တော်တို့အပြစ်တွေအတွက်ကိုစားအသိခံပြီးတော့ဆုံးလို့အနစ်နာခံခဲ့တယ်အလွန်မှနာကျင်မှုဝေဒနာကိုခံပြီးတော့သုံးရမြောင်းနေမှာရှင်မြန်ခဲ့တော့ကယ်တင်ရှင်ဖြစ်တယ်ဆိုတာကိုသင်လက်ခံပြီလားဆိုတာကိုသင်ရဲ့ယုံကြည်ခြင်းကိုပြန်လဲစမ်းစစ်ရင်းနဲ့ခရစ်မတ်ကိုကြော်ဖြတ်ကြပါစို့လို့တိုက်တွန်းခွာပေးလိုပါတယ်